အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြေးတက်တဲ့အားလုံးမင်္ဂလာပါ။ Arsenal သင်းကတော့အခုဒါလက်ရှိမှာသူတို့စပြီးတော့ကစားမသိခေါ်ဖို့အတန်ထွက်ပြီးအမြန်ဆုံးရတဲ့ပုံစံကပြေးတက်တဲ့လူချင်းနေတဲ့တောင်ပန်းနေတိုက်စစ်တယ်မဟုတ်ပဲခံစစ်တို့နောက်တန်းလို့ကြီးပဲ။ဆိုတော့ဒီနွေရာသီမှာ Arsenal သင်းကကိုသမားတယောက်လိုတယ်၊ကွင်းလေကစားမတယောက်လိုတယ်၊တောင်ပန်းတယောက်နဲ့တိုက်စစ်မှုတယောက်လိုတယ်။ အဲ့ချိန်မှာအာဆင်နယ်အသင်းကဒါဂိုးသမားနက်တိုထွက်သွားတဲ့အတွက်နောက်ယိုဟန်ကာစီယာကလည်းဘာစလိုနာကိုပြောင်းသွားတဲ့အတွက်ကြောင့်အရန်ဂိုးသမားတယောက်ခေါ်ချင်တဲ့အချိန်မှာဘုံပေါက်အသင်းရဲ့ဒါပြီးခဲ့တဲ့ရာသီမှာအငှားသွားကစားတဲ့ချယ်ဆီဂိုးသမားခက်ဘာအရီဇာဘလာကာကို အာဆင်နယ်ကဆက်သွယ်ခဲ့တယ်။ဟိုဒီဂိုးသမားကချယ်ဆီနဲ့2026အထိကွန်ထရက်ရှိတယ်။ချဲစီတင်ကသူ့ကိုအက်တလက်တစ်ကလပ်ဘီဘာအိုကနေကပ္ပစန်တင်ချင်းပြောင်းရွှေ့ချီယူရို80 ပေါင်း81တက်မှ6တန်းနဲ့2018ကခေါ်ခဲ့တာအဲဒီတော့ကချက်စီကတီဘိုကော့ဒရာကိုမထင်မှတ်ပဲဆုံးရှုံးခဲ့တဲ့နောက်မှာဒီကိုသမားကိုသူရအောင်ခေါ်ခဲ့တယ်သူချက်စီသင်းနဲ့ပရီးမီးယားလိမှာစုစုပေါင်း900တိကစားတယ်ပြီးတော့မှသူကရယ်မက်ဒရစ်အသင်းကိုပြောင်းပြီးတော့ပြီးခဲ့တဲ့ရာသီမှာဘုံပေါက်ကိုသွားတယ်ဆိုတော့ချက်စီကိုရောက်လာတဲ့အချိန်မှာသူ့ရဲ့ကရီးယားကတော့အမှန်တိုင်းပြောရင်တော့အရန်ကြီးတော့မကောင်းဘူးဒါပေမဲ့ဥရောပချန်ပီယံလိရတယ် ီပြီးတော့မှယူရိုပါလီရပြီးတော့ဒါအောင်မြင်တဲ့ဆူပလာတွေကိုသူရရှိခဲ့တယ်ဒါပေမဲ့ကက်ပါရီဇာဘလာကာရဲ့လက်ရှိကွန်ထရက်ပေါ့လေသူရဲ့အသက်ကအသက်30ရှိပြီးကက်ပါရီဇာဘလာကာရဲ့ကွန်ထရက်က2026တိရှိတယ်26တိရှိတယ်ဆိုတော့သူကအခုဘုံပေါက်ကိုအငားမသွားခင်မှာ ်ချက်စီးနဲ့သူ့ကြမှာသဘောတူညီမှုတစ်ခုယူခဲ့တယ်။အဲ့ဒါကတော့သူ့အနေနဲ့အငားပြန်လာလို့ဘုံမောက်ကအပိသက်ဝယ်တာပဲဖြစ်ဖြစ်တကယ်လို့ပြန်လာခဲ့ရင်ပြပောင်း၅တန်းပေးနဲ့ရောချေးစာချုပ်နဲ့ကြိုက်တဲ့အသင်ကိုပြောင်းရွှေ့ခွင့်ရှိတယ်၅တန်းပေးရင်အဲ့ငါရောချေးစာချုပ်နဲ့သူထွက်ခွာခွင့်ရှိတယ်ဆိုတဲ့သဘောတူညီမှုကိုထည့်သွင်းခဲ့တယ်တပတ်ကို38000ထိရတဲ့ခက်ပါရီဇာဘလာကာကိုချယ်ဆီကရောင်းမှုခတ်ရင် ဘုံပေါက်မှာတရားသည်အငားကစားတယ်အဲ့ချိန်မှာအာဆွေကဘုံပေါက်ကိုမှနတ်တူကိုအငားနဲ့ခေါ်တယ်နတ်တူကပြီးခဲ့တဲ့တရားသည်လို့မှတပွဲပဲကစားရတယ်အားနဲ့အခုနောက်ဆုံးမှာချက်စီသင်းကပြန်ခေါ်တဲ့အချိန်မှာနတ်တူကိုအာဆွေကပြန်ပို့ပြီးတဲ့အချိန်မှာကက်ပါရီဇာဘလာကာကိုမိခဲအာတီတာကသဘောကျတယ်ကျွန်တော်ပြောချင်တာကဘက်ကက်ဂိုကီပါတယောက်အနေနဲ့၅တန်းလဲတန်တယ်ပရီးမီယာလိတွေ့ကြုံရှိတယ်ဒီကိုသမားကအဲ့ဒီစပန်နတီရှူတော့ကောင်းတယ် ဒါအဖန်တိုင်းပြောရင်တော့ဘုံပေါက်မှာတော်တော်လေးလက်ဆွမ်းပြပြီးတော့ Real Madrid မှာလည်းကောင်းတယ်ဒါပေမဲ့ True Arsenal ပြည်သက်တွေကအာလာပြန်ပြီးတခါလာလေး Chelsea အကြ Chelsea အကြဆိုပြီးတော့သဘောကျစရာမရှိပေမဲ့ကျွန်တော်ကတော့ဒီ၅သန်းဆိုတဲ့တန်ကြီးနဲ့ပြရတဲ့ကိုသမားရဲ့အရေးသွေးနဲ့အတွေ့အကြုံကအများကြီးတန်တယ်ဗျာကျွန်တော်ပြောချင်တာကကိုသမားတယောက်တည်းအခု Joan Garcia ကို25သန်းကျွန်တော်ပေးတာက waste ပဲ waste ပဲအဲ့ဒါဘာမှမတူဘူး ဒါပေမဲ့အခုအခုခေတ်မှာအငှားတယောက်တောင်မှ၅တန်းလောက်အငှားကပေးနေရတဲ့ခေတ်မှာကိုသမားတယောက်ကို၅တန်းနဲ့ဘိုက်ကက်ကူကီပါရတာဟာဒါပဲဖြစ်ဖြစ်မစိုးဘူးဗျာအာဆန်ကအခုခက်ပါရီဇာဘလာဂါရဲ့ယိုကြီးစာချုပ်ကိုဖျက်သိမ်းမယ်ဆိုပြီးတော့ဒေးဗစ်အွန်ဆိန်ကအတည်ပြုတဲ့အာထီတာရဲ့ကာလမှုကိုကိုသမားခေတ်ပါကလည်းလက်ခံတဲ့အဲ့တွက်ကြောင့်အခုလက်ရှိမှာခက်ပါရီဇာဘလာဂါဟာချက်စီကလည်းအာဆန်ကို နောက်ထပ်ပြောင်းလာမယ်ဒါကစားပါပဲကျွန်တော်တို့ဖက်တဲ့ချက်ကနေစပြီးတော့ ဖက်တချက်ဒါဗစ်လူးဝစ်အိုက်ကနေမှဆင်အစင်စင်ဂျော်ချီညိုအခုရဟင်းစာလင်နဲ့ဇက်တိုက်ပြောင်းနေရတာကနေအခုကေပါရီဇာဘလကာဟာနောက်ထပ်ချယ်ဆီကလာမှတယောက်ခိုင်ဟာဗက်လည်းပါမလို့ချားလည်းပါအာဆယ်ကိုထပ်ရောက်လာသူဖြစ်တယ်။တလက်စားထဲမှာချယ်ဆီအသင်းရဲ့ဂိုးမာကေပါကိုအာဆယ်ကခေါ်ပြီးတာနဲ့အခုဒေးဗစ်အွန်ဆန်ရဲ့ရပိုယာဆိုရင်အာဆယ်ဒီယာဒီမှာပြစ်မှတ်ထားတဲ့ကစားမကယော့ဂရက်စ်နဲ့ဆက်စ်ကိုဒေးဗစ်အွန်ဆန်ပြောတာနော်ပြီးတော့မှ တောင်ပိုင်းသားပါကရိုဒရီဂိုနဲ့နီကိုဝီလျံပြီးတော့ဂိုးမားကခက်ပါဝီဇာဘလာကကွင်းလေကဒါဇူပါမန်ဒီဒါပဲဆိုတော့ဒါအကြီးကြီးအဖြစ်ဒါအခုလက်ရှိမှာအာဆနယ်တင်းကဒီပြောင်းရွှေ့ရဲ့ဒါအပီးသက်ဂိုးမားရပြီဆိုတော့ဒိုအပ်နေတဲ့တောင်ပန်နဲ့တိုက်စစ်ကိုသူတို့အသေးအံလိုက်နေတယ်ဒါကသူတို့ဆက်ပြီးတော့ညှိနေရတယ်တကယ်ကိုညှိရခတ်တဲ့ဒီတွေဖြစ်တယ်ဒီနေရာမှာကွန်စတန်တီနိုဆိုတဲ့ဂရီးရဲ့18နှစ်လူငယ်ကစားမလေးကိုဒါဂန့်အသင်းကနေသူတို့တန်းတော့ယူရို35တန်း ပေါင်35တန်းတန်း40နဲ့သူတို့သဘောတူညီမှုရပြီတကယ်တော့ဒီသားမသဘောတူပြီးတာနဲ့သူကအာဆယ်သင်းကသူ့ကိုနောက်ရာသီမှာခေါ်မယ်သူရဲ့ club gang ကိုတရားသီးငါချပေးမှာဖြစ်တယ်ဆိုတော့အခုလောလောဆယ်မှာ Kappa Reza Blaga ကိုခေါ်ပြီးတာနဲ့သူတို့အခုလက်ရှိအပြောင်းရွှေ့တဲ့တိုက်စစ်ပိုင်းနဲ့တောင်ပံတွေကိုဇက်တိုက်ကျူးပတ်နေတယ်ဒါပေမဲ့ဗျာတိုက်စစ်မှုတွေကွင်းခံတောင်ပံတွေကိုကြာကြီးခေါ်ဖို့စောင့်နေနေတဲ့ Kappa ရဲ့တရက်ပဲတရင်ရညနေရောက်ကိုအားလုံးကြည့်ကြည့်ပါလေ